အလုံးမင်္ဂလာပါ General Football and Live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်။ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေ။ညကနေပြီးတော့စုံမကောင်းတောင်းပီးလိုက်ပါတယ်။အဲ့တော့ ပွဲကြိုလေးရောပွဲပီးလေးရောနည်းနည်းများတဲ့ကြောင့်ဒါကျွန်တော်တို့ပွဲပူပွဲကြိုပွဲပီးရဲ့ထိတ်ဒီမှာပဲဒါကျွန်တော်တို့အဲငလင်နဲ့ပတ်သက်ပြီးတော့ information တွေထည့်ပေးသွားဖြစ်ပါတယ်အဲလက်ရှိမှာဒါ Manchester City အသင်းကကျွန်တော်မြန်မာနိုင်ငံအတွက်ဒါကျွန်တော်တို့ suit down ပြီးခဲ့တဲ့ Manchester ညီနောင်တွေကနှစ်ယောက်တည်းကတယောက်ဖြစ်တယ်တကယ်ကိုလည်းဒါကျွန်တော် fan base အများကြီးမရှိတော့ညာလေဒါ Manchester City အသင်းနဲ့မြန်မာနိုင်ငံကိုဒါတကယ်ကိုဒါကျွန်တော်တို့အလေးထားပြုပြီးဒါကျွန်တော် wish လုပ်ပြီးခဲ့တယ်ဗောနော်တကယ်ကိုဒါအများကြီးအများကြီးကျူးတင်ဖို့ကောင်းတဲ့ club တစ်ခုဖြစ်တယ်ဗောနော်အဲ့တော့နောက်တစ်ခုနေတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ဒီ video မပြောခင်မှာဒါကျွန်တော်တို့ video တွေရှိမှာဒါကျွန်တော်တို့ လက်ရှိအခြေအနေတွေပြပြပါဖြစ်ပါတယ်အဲဒါကျွန်တော်တို့ဒီဗီဒီယိုတွေဒါကြောင့်ဟိုဟာဒါ ဘောလုံးနဲ့ပတ်သက်တော့9မိနစ်လောက်ပဲထားပြီးရှေ့မှာ3မိနစ်လောက်ဝင်တာငလင်နဲ့ပတ်သက်တဲ့ဥစ္စာလေးကျွန်တော်ထပ်ထည့်ပြီးပြောသွားမယ်။အဲပထမဆုံးကပြောချင်တာကလက်ရှိမှာဒါကျွန်တော်တို့အလူငွေတွေကိစ္စပါ။ကိုလူမဲ့နေရာတွေကိုကြည့်ချက်ပဲလူပါ။ဒါကျွန်တော်တကယ်ကိုအရေးကြီးပါတယ်။ကိုယ့်ရဲ့ငွေတွေအကုန်လုံးကတကယ်ကိုတကယ်ကိုအများကြီးအများကြီးဒါကျွန်တော်တို့လိုအပ်တဲ့နေရာကိုရောက်ဖို့အရေးကြီးပါတယ်။ပြီးတော့ဒါခုနကနိုင်ငံခြားကကုညီကယ်ဆယ်ရေးဖွဲ့ရေးတွေအခုချိန်မှာဒါငွေမလို့ပါဘူး။တို့အနေနဲ့ဒါကျွန်တော်လက်ရှိမှာတို့ရဲ့ပစ္စည်းတွေတို့ရဲ့စက္ကရိယာတွေနဲ့ပေါင်းပြီးဒါကျွန်တော်လာပြီးတော့လှူတာဖြစ်ပါတယ်။ဒီနေရာမှာနိုင်ငံခြားကဒါအဖွဲ့အစည်းအနေနဲ့လိုအပ်ချက်ရှိမယ်ဆိုရင်တော့တို့အနေနဲ့ဒါကျွန်တော်စားဘူးနေဘူး တို့ရဲ့ဒါကျွန်တော်တို့နေ့စဉ်ဒါကျွန်တော်တို့ ဘူဒေးလီဘူးဒီမှာတော့ရေဘူးတွေဒါကျွန်တော်တို့အခုလက်ရှိမှာအပူအပူလွန်ကဲတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့လိုအပ်တဲ့နေရာမှာဒါကုညီမှုတွေကိုပဲတို့အဓိကလိုမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ပေါက်ပန်းလေးစည်တွေကျွန်တော်တို့တွေ့နေရဆိုဒါကျွန်တော် Blue Sky တို့အဖွဲ့ဒါကျွန်တော်နိုင်ငံသားကအဖွဲ့တွေအနေနဲ့လက်ရှိမှာမြန်မာနိုင်ငံကိုလာကုညီတဲ့ချိန်မှာတို့နေတဲ့ငွေအားဖြင့်လိုအပ်မှာမဟုတ်ဘူး။တို့နေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေစားတောက်တွေလူဒန်းရမယ်။ဒါကျွန်တော်ရေတွေလူဒန်းရမယ်။ဒါကျွန်တော်တို့နေတဲ့အပူအကာဒါကျွန်တော်တို့လက်ရှိမှာတို့အမိုးအကာပေါ့နော်။ဘာလို့အခုလက်ရှိမှာတို့ကနေဒီပူတွေဒါကျွန်တော်နေပူထဲမှာတို့အလုံးလုံးနေရတာဖြစ်တယ်။အဲကြောင့်မို့လို့ဘာလို့လဲ။တို့ temperature တို့ကိုယ်တိုင်တချို့ကြရတာဒါကျွန်တော် ည်းနည်းလေးအေးရနေရလာတော့ဒီလိုမှ temperature အနေနဲ့သူတို့အနေနဲ့ဒါအဲဒုက္ခဟိုနည်းနည်း ဒုက္ခရောက်နေတဲ့အနေအထားမှာရှိတယ်ပေါ့နော်သူတို့လည်းကျွန်တော်ကူညီအဲ့တော့သူတို့ငွေအားဖြင့်ကူညီတာတစ်ခါကျွန်တော်တို့ physically ဒါဘယ်လိုမျိုးကူညီနိုင်မလဲဆိုတော့ပဲကြည့်အားဖြစ်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ဟို fake account တွေနဲ့ဒီ fake page တွေတို့ဒီကျွန်တော်အဖွဲ့တွေကငွေလူနေပါတယ်တွေ့ရဆိုရင် report တာထူပါ angry real မပေးနဲ့ sad real မပေးနဲ့ဒီကောင်တွေကိုကျွန်တော် report ထူဖို့ရည်ကြည်တယ်နောက်တစ်ခုပြောဖို့လိုတာကခုလက်ရှိမှာဒါတချို့သောကိစ္စတွေခဏမေ့ထားလိုက်ပါကျွန်တော်တချို့ကိစ္စတွေဒါလက်ရှိမှာဆဲရမယ့်ကိစ္စတွေအများကြီးရှိတယ်ဒါကျွန်တော်လည်းကိုယ်တိုင်လည်းအများကြီးအများကြီးဆဲချင်တာရှိတယ်ကျွန်တော်လည်းဒါမနေ့ကဟိုလုံးဝအောင်ကြီးသိမခံတယ်တော့ဒါကျွန်တော်ရဲ့အတိတ်တယောက်ဒါပေါက်ကြီးရ share တော့ကျွန်တော်ဆဲလိုက်သေးတယ်အောက်ကကမဲ့ဒါပေမဲ့ အခုလက်ရှိမှာအဲ့လိုလူမျိုးတွေကိုမဆဲပေးခြင်းပြတာကိုညီပါဒါခုနကပြောစောင့်မိကတ်ရဆိုရင်ကျွန်တော်ဒါ report ထူလိုက်ပါအကောင့်ဒါကျွန်တော်ခမရကို solution ပြတကယ် report ထူချလိုက်ပါအဲ့လိုကောင်မျိုးတွေက report ထူလိုက်မှဒါ email အနေထားမှရှိပါလုံးဝ report ထူချလိုက်ပါတကယ်ကိုဒါမျက်စိနောက်ပြီးဆိုရင်ကက်ချလိုက်ပါဒါကျွန်တော် report ထူချလိုက်ခုနကပြောလို့ဘာလို့လဲဆိုတော့ဒါဒီလိုမျိုးအခြေပါဒါကျွန်တော်တို့ posting about that something embroidery ဆိုပြီးဒါထူချလိုက်ပါအဲ့လိုကောင်မျိုးတွေထူချအဲ့တော့ခုနကပြောလက်ရှိမှာဒါ voucher ဆိုရမယ့်လူတွေရှိတယ်ပြီးတော့ခုနကပြောလို့နောက်ဆုံးတစ်ခုပြောချင်တာ fake account တွေပဲ fake account တွေမှာခုလက်ရှိမှာဒါကျွန်တော်တို့လုံးဝနိုင်ကြကျွန်တော်တို့တော့ Don't be lying. တော့ကြောင့်လည်းခမောင်းထွက်တယ်ဆိုတော့ဒါကျွန်တော်တို့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးအခုလိုချင်းမှာကျွန်တော်တို့ကြားဖြတ်နေကတို့ရဲ့권ဖြစ်သွားခဲ့တယ်အခုလိုချင်းမှာဒါကျွန်တော်တို့ဒါနိုင်ငံအသီးသီးကနေပြီးတော့ဒါမြန်မာနိုင်ငံတဲ့ငလင်ကိုပဲမြင်ပြီးတော့လက်ရှိကြားဖြတ်ကိစ္စအောင်ပြီးသွားလိမ့်မယ်ကြားဖြတ်နေမပြောက်သွားပါဘူးလက်ရှိမှာကျွန်တော်တွေ့တွေ့နေရတာ page အတူတွေများဒူးနေဒီပါလက်ရှိမှာ comment ကြော်သူတို့မအောင်ပါလေဒါကျွန်တော် comment တွေ link တွေအများကြီးပေးထားတာလည်းတွေ့ရမယ်တယ်မှာပါတယ်အထူးသဖြင့်ဒီနေရာမှာဒါလူတန်းမှုလူကြီးသူမှပဲလူကြီးသူမှတဲ့အခုချိန်မှာတို့အနေနဲ့ပူပါတယ်တို့အနေနဲ့ဇောတွေရှိပါတယ်တချို့တွေနေခုနကပြောလူကြီးဆိုတာကျွန်တော်တက်ပို့ပြီး survivor gate ပို့များပါတယ်အဲကြောင့်မို့ဒါလူကြီးသူမှ ားတွေကိုဒါကျွန်တော်တို့ကုညီတဲ့နေရာမှာဒါတကယ်တမ်းဘယ်လိုကုညီနိုင်မလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သွားမှာဖြစ်တယ်ပြီးတော့ခုနအဓိကတော့ပြောရမယ်ဆိုရင်တော့အဖေက share ပါတယ်ကျွန်တော်နေနဲ့ခုလက်ရှိမှာ survivor guild ဖြစ်နေတဲ့လူကြီးတွေကိုဒါကျွန်တော်မှားယွင်းပြီးအလှူဒန်းတွေမလွတ်အောင်ကျွန်တော်တိုက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့အများကြီးအများကြီးဒါကျွန်တော်ကုညီပေးသွားမယ်အာကုညီပေးသွားမယ်အခြေအနေတခုရှိပါအဲ့တော့ပြောချင်တာကဒါကျွန်တော်တို့ဟိုဘလိုမျိုးဖြစ်သွားနိုင်မလဲပေါ့နော်အဲ့တော့ကျွန်တော်ဒါခုနကပြောလို့လက်ရှိမှာဒါလူကြီးတွေကိုကြာကျွန်တော်တို့ ဘလို့ကူညီပေးနိုင်မလဲဒါလူမဲ့ဆိုရင်လူကြီးတွေစီကကျွန်တော်ဘယ်ကို funding ကိုတောင်းမလဲကျွန်တော်ဒါတစ်ချက်တော့လုပ်ပေးပါအဲ့တော့ခုနကပြောလို့ပဲအဓိကပြော TikTok ပါကျွန်တော်တို့ဒါအခုလက်ရှိမှာဒါ Facebook ပါကျွန်တော်တို့ဒါအကုန်လုံး အချင်းကုန်နေတော့ကြောင့်မို့ TikTok ဘက်ကလည်းချက်တော့ကြည့်ပဲ TikTok မှာအတူတွေအများကြီးပေါ်ပါတယ် TikTok မှာဒါအလူခံအတူတွေစောက်ရမ်းပေါ်နေပါဟိုနေ့ကလည်းကျွန်တော်ဒါအတိအကိုကြီးတယောက်ပေါ့နော်ကျွန်တော်နဲ့ကျွန်တော်တခါမှတော့မလူမိနဲ့သူရေးထားတယ်သူသူ့ရဲ့အလူနံပါတ်တွေသူ့ရဲ့အလူဓာတ်ပုံတွေဗီဒီယိုတွေကိုဒါကျွန်တော် edit လုပ်ပြီးတော့သူ့ဖုန်းနံပါတ်ကြီးကိုပြောင်းပြီးသူတင်ထားတာကိုတွေ့ရမှာသူတော်တော်လေးဒေါသထွက်သွားတယ်ပေါ့နော်ဒါဒီကိုလည်းညီကိုနေနေအခုလည်းရှိချိန်မှာဝိုင်းဝန်းပြီးတော့ဒါတိုက်ဖြတ်ပေးကြဖို့အတွက်ဒါကျွန်တော်ဒီညကနေပြီးမေတ္တာရက်ခံချင်ပါတယ်အဲ့တော့လက်ရှိမှာတခုနောက်ပေါ်သူပဲတစ်ချက်ခုနှစ်ချက်ဖြစ်ဖြစ်သွား Manchester City ပွဲကြောင့်လေးတွေပြောအောင် City နဲ့အခုလည်းရှိမှာဒါ Leicester City နဲ့ပွဲစဉ်ကြောင့် ြော Manchester City အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်မတိုင်ခင်မှာသတင်းစိုးကြီးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆို Manchester City ရဲ့အဓိကကစားသမားဖြစ်တယ်ဒါကျွန်တော်တို့ Erling Haaland တယောက်ယာတီကုန်ထိဒါကျွန်တော်တို့လွဲချော်ဖို့အတွက်ယာဆိုင်လို့များသွားပြီ Erling Haaland တယောက်ပြန်ပါနိုင်မယ်ဆိုရင်တော့မှ Tad လောက်ကတော့ Club World Cup အမိမှပဲပြန်ပါနိုင်တော့မှဖြစ်တယ်ဆိုပြီးတော့ Guardiola တရားဝင်လောက်ခါခဲ့အဲ့တော့ပြောချင်တာကတော့ City သင်းကဒီနေ့ယာတီကတော့ဒါကျွန်တော် Premier League မှာဒါကျွန်တော်တို့ပြီးဆုံးသွားခဲ့ပြီလူတော်ပြောလို့ရမယ်တယ်မှာပါတယ်ဒါ Premier League မှာဒါကျွန်တော်ဘာကိုကျွန်တော်မျှော်လင့်မလဲဆိုတဲ့ဥစ္စာကိုကြည့်ရမယ်တယ်မှာပါတယ်ဒီတိုင်းဆိုရင်တော့ဒါပ ွန်းပွန်းလင်းလင်းပြောရမယ်ဆိုတော့ CD အသင်းအနေနဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ဒါ Champion League ဝင်ခွင့်တနေရာတော်တော်မှတော်တော်လေးကိုကျူးစားဖြစ်ဒါပေမဲ့လက်ရှိမှာဒါ CD အသင်းတွေးမဲ့တင်က Leicester City ပါ Leicester City အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်အမှန်တမ်းပြောမယ် Leicester City ကိုနည်းနည်းလေးတော့ချင်တယ်ဒါခုနကပြောသူ့အနေနဲ့ဒါမြန်မာနိုင်ငံအတွက်တော့သူမလုပ်ဘူးဒါသူ့သူ့နိုင်ငံတော့ဘောနော်သူထိုင်းနိုင်ငံတော့သူဆူတောင်းပေးထားတယ်ဒါ South East Asia ပုံစံမျိုးဆူတောင်းပေးထားတယ်ဒါ Manchester City ကအခုချိန်မှာမြန်မာပြည်မှာပိုအမှန်တမ်းပြော Leicester City ဆိုတာကျွန်တော်တို့တအားလူတော်များချစ်ကြတဲ့ club ပဲခုပေါ့နော်မြန်မာပြည်ကလူတွေဆိုပိုချစ်ကြပါဆိုတော့အဓိကပြောရမယ်ဆိုတာကျွန်တော် Leicester City အသင်းနဲ့ဒါကိုရီးယားအရှိတောင်အာရှ ာကလပ်တစ်ခုလူတော်ယူဆလေးရပါဆိုခုနပေါ်သူပဲဟိုကျွန်တော်ထိုင်းနိုင်ငံတည်းပိုင်နေပေါ့နော်အဲ့တော့ဒါမှခုနပေါ်လက်ဆစီးသည်နေတယ်မြန်မာနိုင်ငံတော့တိတ်ပြီးမှမဆူတောင်းပြီးတာနည်းနည်းတော့စိတ်ထဲမှာကုတယ်ပေါ့နော်ခုနပေါ်တို့ချွတ်ကြလဲဟာဆူတောင်းပြီးမှုမှုကျွန်တော်ပြောဆူတောင်းပြီးတာမဆူတောင်းပြီးတာထက်ဆိုင်တာ majority of west people တွေ့သွားရင်အများကြီးအများကြီးကောင်းတယ်။မြင်များတွေ့လေမြင်များကောင်းလေမြင်များတွေ့ရင်မြင်များလှူရမြင်များတူမြင်များလှူရင်မြင်များဒါကျွန်တော် after bill မှာဘယ်လိုမျိုးကူညီလို့ရမလဲ။နိုင်ငံခြားဘုံကမြင်များကူပြီးဆိုရင်ဒါအများကြီးကူညီလို့ရတယ်တဲ့မှာပါတယ်။အခုလက်ရှိမှာဒါ GoFundMe page တွေ Red Cross တွေဒါကျွန်တော်တို့အများကြီးပေါ့နော်ဒါကျွန်တော်ဒီဟာနေရာနေပြီးတော့ဘယ်လိုမျိုးကူညီကြမလဲဆိုတဲ့ဥစ္စာကျွန်တော်လုပ်ဖို့အရေးကြီးတယ်။အဲ့တော့အခုလက်ရှိမှာဒါကျွန်တော် Manchester City အသင်းနဲ့ Leicester City နဲ့ပုံစံမှာဒါ Manchester City ကိုတော့ကျွန်တော်လုံးဝနိုင်စေချင်တယ်။ဒီပုံစံမှာလုံးဝလုံးဝနိုင်စေချင်တယ်။လက်ရှိမှာဒီနေ့ပုံစံမှာဒါကျွန်တော်တို့ City အသင်းရဲ့ဒါကျွန်တော်တို့အပြောင်းလဲမှုတစ်ခုတွေ့ရမှာက Foden ရဲ့ဒါ ျွန်တော်အသက်ဆက်မဲ့ပွဲစဉ်လား4ရက်နေနဲ့ဒါမိနစ်ကအယ်လင်ဟာလန်နဲ့ရသွားတဲ့အချိန်မှာသူတွေနဲ့တကယ်ကိုဒါ finishing ကတော့ပဲဒါကျွန်တော်အကောင်းဆုံးသူ တိုးထွက်ပြခဲ့တယ်ဒီနေ့မှာဒါကျွန်တော်တို့ဒါအဓိကမာမွတ်နဲ့ဖိုဒါနှစ်ယောက်ဘယ်သူပူကောင်းသွားမလဲဆိုတော့ကြည့်ရမယ်ဒီမှာပါတယ်စီးစစ်နဲ့ဒီနေ့ပွဲစုံမှာအဓိကစောင့်ကြည့်ရမှာတခုကဘာလဲဆိုတော့စီးတီးသင်းနဲ့ကန်ဆယ်ပိုင်းမယ်လက်စစီးသင်းနဲ့ခုနောက်ပိုင်းမှာဒါချတူးလန်ဖြစ်နေတာကိုတော့လုံးဝငင်းစရာမဟုတ်ဒါကျွန်တော်တွေ့တဲ့အသင်းမှာအကုန်ရှုံးတယ်တီချာတခုကလက်စစီးသင်းနဲ့ခုလက်ရှိမှာတန်းစင်မှုတော့လေတီချာတော့နီနီဖြစ်နေတဲ့သင်းဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစုံမှာဒါကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်စီးတီးသင်းနဲ့ဒါကြီးကိုအနိုင်ယူပြီးတော့ဒါကျွန်တော်ခက်ခဲတွေကိုဖျက်ချော်ဖို့အတွက်လုပ်တယ်ချာတော့မှာစီးတီးသင်းနဲ့ဒါကျွန်တော်ဘာဖလားပွဲစုံမှာလည်းတိတ်ပြီးရှိတော့တဲ့အကြောင်းမဟုတ်ကြတဲ့အကြောင်းဒါကျွန်တော်ချာတော့မှာ FA ဖလားပဲရှိရတဲ့ကြောင့်မို့ဒီပွဲကတော့မတ်ဆွင်းပွဲစဉ်တပွဲအနေနဲ့နိုင်ဖို့အတွက်အများကြီးအများကြီးအများကြီးစူးစမ်းအသင့်နဲ့ပွဲစဉ်တပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မှားမယ်တော့မထင်ဘူးအဲ့တော့စီးနီးအသင့်နဲ့ဒီပွဲစဉ်မှာအိုမမမိုးရှ်ကိုတည့်ပြီးတိုက်စစ်ကဆော့ရမယ်လို့မြင်နေဖီဖူဒန်တို့အေးအန်ပူဇန်ပြီးဒါသမုတ်နာဘူးပဲနှစ်ယောက်တွဲဆော့လိုက်ပေါ့နော်ဒါကျွန်တော်ခုနကပြောသူဖူဒန်နဲ့မမိုးရှ်တည်းကနည်းနည်းပူဇီရှင်တူတော့ပြောရတော့ခက်တယ်ဒါပေမဲ့အလုပ်ဖြစ်မယ်လို့ကျွန်တော်မြင်နေစီးနီးအသင့်နဲ့ကျွန်တော်တို့ပူတာတွေမြင်တာကြောင့်ဒါကျွန်တော်ဒါတည်ကြရတဲ့အတိုင်းပဲဒါအာ ပူတိုင်းမိတာကြောင့်ကျွန်တော်တို့ဒါအဆင်ပြေမယ်လို့ကျွန်တော်တို့ယူဆပါတယ်။ဘာလို့လဲဆိုတော့အကောင်းထဲမှာတွေးတွေတစ်ခုဝင်လာတော့ရက်သွားတယ်ပေါ့နော်။အဲ့တော့တစ်ဖက်က Leicester City ကတော့ကျွန်တော်ဂိုးတွေတလဟောပေးနေရတဲ့အိမ်ဝင်းကဝေးဝင်းကနေရာမျိုးဂိုးပြတ်ရှုံးနေတဲ့အသင်းသင်းနေနေအခုသူက Ralph and Sterrett ကိုက်ပြီးနောက်ပိုင်း Premier League မှာနေတော့စပါးတပွဲပဲရှိစပါးတော့တွဲနိုင်ပါကလီစာကွေးစုံကုန်နိုင်တယ်ဆိုတော့သိပြီးပြောစရာမရှိဘူးပေါ့နော်။ Sorry ။အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ City သင်းနဲ့ပျောက်ဆုံးနေတဲ့ City သင်းဖြစ်တယ်ဒါကျွန်တော်တို့ ဂူရီကိုအပြတ်သက်သွင်းပြီးသူနိုင်တဲ့ CD တင်တင်ကိုတော့တွေ့ရဘူးကျွန်တော်တို့ရင်ခုန်တဲ့တယ်မှာပါတယ်ဗောနောအများကြီးအများကြီးအရေးကြီးတဲ့ပွဲစဉ်တပွဲလို့ကျွန်တော်တို့မြင်နေဒီဒီပွဲစဉ်မှာဒါ CD တင်နေတဲ့ခန်းစစ်ပိုင်းကိုလည်းလုံအောင်ထိရမယ်လို့မြင်တယ်တစ်ဖက်ကဒါကျွန်တော်တို့ UG Oma ဖြစ်တဲ့ Vardy တို့အုစုနေတဲ့ဒီဒီပွဲစဉ်မှာ CD တင်ကိုဂိုးမသွင်းနိုင်လောက်ဘူးလို့ကျွန်တော်တို့မြင်နေတယ်မှာပါတယ်ဗောနောဘယ်လိုလဲအဓိကတော့ဒီ CD တင်နဲ့ခန်းစစ်ကိုပေါက်ပန်း40ဂူရီမပေးရဘူးတော့ကျွန်တော်တို့အများကြီးအများကြီးအများကြီးကျွန်တော်တို့မျှော်လင့်ပြီးရတယ်မှာပါတယ် CD တင်နဲ့အဲ့လိုပေါက်ပန်း40ဂူမပေးရဘူးတော့အများကြီးရည်ကြီးတယ်ဒီနေ့ပွဲစဉ်မှာ CD အသင်းနေတဲ့ဒီနေ့ပွဲစဉ်က Must Win ပွဲစဉ်တပွဲလို့ကျွန်တော်က တ်မှတ်မိတာမှန်မယ်ဒီနေ့ပိုးစံကစီးတီးတဲ့အတွက်အများကြီးအများကြီးရေးကြီးတယ်ကျွန်တော်မြန်မာနိုင်ငံအတွက်ဆူတောင်းပေးတဲ့စီးတီးတဲ့နဲ့ပထမကျွန်တော်တို့ဒါဘူးမောင်းနဲ့ပွဲစံမှလည်းနိုင်ခဲ့လို့ဒီနေ့ပွဲစံမှလည်းနိုင်ဖို့အတွက်အများကြီးအများကြီးအများကြီးဒါကျွန်တော်တို့အရေးကြီးတဲ့ပွဲစံတစ်ပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မှားမယ်တော့မထင်ဘူးအဲ့တော့မြန်မာနိုင်ငံအတွက်ဆူတောင်းပေးတဲ့မန်ချက်စတာစီးတီးတဲ့ဒီနေ့ပွဲစံမှဆက်လက်ပြီးနိုင်ပါစေလို့ဒီနေ့ကနေဆူတောင်းပေးပါရစေတက်ပါပဲ ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူတင်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမီဂျာပါနေဦးမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။အဲ့တော့ကျွန်တော်ဒီလက်ရှိမှာအခုချိန်တိတော့သကိုင်းတို့ပျော်ပွဲတို့ဒါ UR ဒီမှာလေးဒါကျွန်တော်တို့ Dead Body Bag ဒီရောဒါရေဒီကောဒါကျွန်တော်လိုအပ်တဲ့ဥစ္စာတွေအများကြီးရှိနေပါတယ်။ပျော်တိရတယ်မှာအခုလက်ရှိမှာရာသီဥတုပူလာတာဒီကောဒါကျွန်တော်မှုန်နိုင်ကြောင်းမို့ဒါမိုးရွာလာတဲ့အချိန်ဒီကြောင်းမို့ဒါကျွန်တော် Dead Body တွေကိုအမြန်ဆုံးရှင်းလင်းဖို့တော့လုပ်နေပါတယ်။အဲ့တော့ကျွန်တော်ဒါလူအားဖြစ်ဖြစ်ငွေအားဖြစ်ဖြစ်ဒါတက်နိုင်တဲ့ဘက်ကသတင်းစီးဆင်းမှုမှာလေးကူညီပေးကြဖို့တော့ဒီညကနေ ို့ကျွန်တော်မေတ္တာရက်ခံရချင်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုပေါင်းအောင်တောင်းမိပါတယ်